မြန်မာပြည်ဟောတာရင်သားညီကိုမောင်နှမများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သားလိုက်ပါတယ်။ဒီလမှာတော့မတ်လမတ်လကုန်တော့မယ်။ခြေလမှာဆိုရင်ဧပြီ။ဧပြီလမှာဆိုတော့တကြံလ။ဒီတကြံလမှာမယောင်ရစီလူတဲ့စစ်ကောင်စီကလက်ရှိရခိုင်ပြည်ထဲမှာစစ်တွေကြောက်ဖြူမအောင်ဒီဒေသတွေမှာလုံပွဲတကြံပွဲကိုစီစီကကတိုက်တိုက်မြိုင်မြိုင် ျင်းပမယ်ဆိုပြီးတော့သတင်းတွေကတန်းနေတယ်ဆိုတော့စဉ်းစားလေးလောက်ပါအောင်ဘာလို့လဲဆိုတော့အယိုးအရင်ကိုကိုင်းနေရတဲ့သူတွေအတွက်ကတော့ပျော်ပွေးရွှင်ပွေးဖြစ်ရင်လေဖြစ်နိုင်တယ်တကယ်တော့တွေးကြည့်ရင်ပြေးကြည့်တာထက်မှန်လိမ့်မယ်လက်ရှိစစ်တွေးကြောက်ပြူတိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတဲ့နေရာမှာ ဘယ်ရခိုင်လူမျိုးကရေပတ်ခံပြီးတော့ပျော်ပွေရှင်ပွေမှာပျော်နေမှာလဲဒါနံပါတ်1တွေ့ရမယ့်အချက်နံပါတ်2နံပါတ်2မှာပါလဲအယုအရင်ကြိုက်ပြီးတော့ကျွန်တော်အမြဲတမ်းထည့်ပြောပါတယ်စစ်တွေမျိုးဒီစစ်တွေမှာနောချီယာဂွလေးလောက်မှာပျော်နေတဲ့ ALV အဖွဲ့တို့เนาะသူတို့ကနှစ်ပတ်လေနေနေပါတယ်တောင်မှနှစ်ခါသုံးခါခွေပြီးတော့လုံးတယ်လို့ခွေယူကောင်းစားတမနက်ပါပဲเนาะဒီတရင်တွေကတန်းနေတယ်ဒါပေမဲ့စစ်ကောင်စီရဲ့တကြံရေပတ်ခံတကြံကိုစီစီကားကတိုက်တိုက်မြိုင်မြိုင်ကျင်းပမယ်ဆိုတော့ဘသူကမှ ျော်ရွှင်နိုင်မှာမဟုတ်ပါဘူးလက်ရှိတကြံမကြားသေးဘူးအခုအာနာလေးဇကွေးသားကိုအာနာပါဝါတွေပြားနေတယ် ALB အဖွဲ့ဘာလုံးတဲ့တကြံမကြားသေးဘူးတကြံကိုစီစီကားကားတိုက်တိုက်မြဲမြဲကျင်းပမယ်လို့ပဲအတန်ကားထွက်သေးတယ် ALB အဖွဲ့စစ်တွေမှာမရမကြီးအမျိုးသား ၃ယောက်ကို A ကိုတည်င်းပေးတယ်လို့စပ်ဆွဲပြီးတော့ ALB တပ်ဖွဲ့ဝင်တွေကဖမ်းသွားတယ်။ဒါနိုင်စရာတင်ထားတဲ့တည်င်းဖြစ်တယ်နော်။ရခိုင်ပြည်စစ်တွေမျိုးမှာရခိုင်မျိုးနွေစုဝင်တွေဖြစ်တဲ့မရမာကြီးလူမျိုးအမျိုးသား၃ယောက်ကိုအာရခတ်တော် AA ကိုတည်င်းပေးတယ်လို့စပ်ဆွဲပြီးတော့စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီဖွီးခြာပြားမှာတော့တင်မူ ခေါ်စရာမကောင်းလားအောင်ရခိုင်ပြည်လွတ်မြောက်ရေးပါတီဆိုပါလားဘေနာကလွတ်မြောက်အောင်အတွက်အယိုးအရင်ကိုင်းနေရတယ်ထွီရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကတပ်ဖွဲ့ဝင်တွေကမရမအီလူမျိုး၃ယောက်ကိုဖမ်းဆီးသွားတယ်ဖမ်းဆီးခံရသူတွေကတော့စစ်တွေမျိုးနဲ့ကေစေရဲ့အကွမ်းနှစ်က မရမာကြီးတွေဖြစ်ပြီးတော့ဥယီမောင်ခေါ်62နှစ်ကိုဇူနီယာခေါ်38နှစ်ကာလာဘီခေါ်26နှစ်တို့ဒီ၃ယောက်ဖြစ်ကြတယ်မလ25ရက်နေ့ညနေပိုင်းကစိုးများရာစာလင်းဥဆောင်လေး ALB အပွဲဝင်7ယောက်နဲ့ ALB ရဲ့တည်င်းပေးတယောက်တို့ကကေစီရဲ့အကွမ်းနှစ်သွေးဝင်ရောက်လာပြီးတော့ ဖန်စီတော့တာဖြစ်တယ်လို့မျက်မြင်ပြည်သူလူထုတွေကပြောကြားထားတာဖြစ်ပါတယ်အရင်ဆုံးအဲ့ဒီရက်ကွက်တွေကို ALV ကျွန်တော် ALP လို့မသုံးတော့ဘူးနော် ALV သူတို့တွေကဝင်လာတဲ့နောက်တစ်ယောက်ကလမ်းပြပေါ့ပထမဆုံးအခုအဖမ်းခံရတဲ့၃ယောက်ကိုနှမေတွေမေးပြီးတော့ခေါ်ထုတ်တယ်ပြီးတော့သူတို့၃ယောက်ထွက်လာတော့ရိုက်တယ်နှိမ့်ဆက်တယ်ပြီးရင် ALV ယုံကိုခေါ်တော့တယ်လို့ပြောတယ်။သူတို့ရဲ့ယုံကကြီး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 ထင်ထင်ရှားရှားစိတ်ကူးထဲမှာပုံပေါ်ပြီးတော့အကြီးကြီးလို့မမှန်လိုက်နဲ့စိတ်ယုံစုမှာစိတ်ယုံစုမှာစစ်တွေဆိုတာပေါ်ကြောမေးဖြစ်တယ်။နော်ရေပတ်လေဝါရံနေတဲ့နေရာဒီနေရာမှာစိတ်ယုံစုဆိုတဲ့ရက်ကွက်တဲတဲလေးမှာ ALV ယုံ အပြည့်အခါတော်ဝပြစ်တာလောက်တော့ခကြီးမပေါခဲ့တဲ့အပြည့်အခါရစေထားတဲ့အခွေစီကအာနာပါဝါတခွေသားနဲ့နောချီယာဂွာလေးလောက်ရှိတဲ့စစ်တွေမျိုးမှာပါဝါပြားနေတာဘေပြေးမလဲမိရှုသေးအချိန်ကဘယ်လောက်လဲ9လလား6လလားအပြည့်ကတော့ပေါ်တော့မယ်ဆိုတော့အထူးသဖြင့် ALB နဲ့စစ်ကောင်စီတို့ပေါင်းပြီးတော့အေးစေးဝင်စစ်တဲ့ အဲ့ဒီထဲမှာဖမ်းတော့တယ်လို့ပြောတယ်အဲ့ဒီဖမ်းစီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ALB ဘက်ကိုဆက်သွေမေးမြန်းတဲ့အခါမှာတော့မေးမြန်းလို့မရသေးဘူးလို့စောများရာစာလေးကိုမေးမြန်းတာဖုံးကင်ပြီးတော့ဖြေကြခြင်းမရှိဘူးဆိုတော့တကယ်တမ်းလက်ရှိအနေထားမှာစစ်တွေကြောက်ဖြူမှအောင်ကလက်ရှိစစ်ကောင်စီလက်ထက်မှာပဲရှိသေးတယ်ဒီထဲမှာရှိနေတော့ သူတို့နဲ့လက်တခွေသာလုံးနေတဲ့အဖွဲ့စည်းတွေလောက်ပဲပျော်ရွှင်ကောင်းပျော်ရွှင်ပါလိမ့်မယ်တကယ်တမ်းရခိုင်ပြည်သူလူထုတွေရဲ့ရင်ဘတ်ထဲမှာကတော့မီဇာဟုံဟုံမီလီယံကြီးတွေတောက်လောင်နေတဲ့အတွက်လာတဲ့2025တကြမှာပျော်ချွင်မှုရလာများဖြစ်နိုင်စရာအကြောင်းအရတော့တစားကလေးမှမရှိပါဘူးဆိုတော့တကယ်တမ်း ရခိုင်သူရခိုင်သားတွေကကြံလေးမှာမပျော်ရွှင်တဲ့လူလို့ရှိပါမလားတနည်းပပလေ365ရက်ကုန်ဆုံးပြီးတော့နေ့အကူနေ့အကူမှာမကောင်းတဲ့အရာတွေကိုစွန့်ပစ်ပြီးတော့ရေပတ်ခံပြီးကျွန်တော်တို့တွေအငင်းအကြည့်တွေဆေးကြတယ်ဖရာကြောက်ကံတော့ပြီးအလူအတန်းတွေလုံကြတယ်ဒီအလေးအထရခိုင်လူရဲ့အလေးအထ နန္တာသွေးတယ်ဖရာရေတပ်ပေးတယ်ဒါဒီအလေးအထကနှစ်ကူးပါတယ်ဆိုတဲ့တကြံအတာနှစ်ကူးတကြံကရခိုင်ငါးမတစ်စင်းပေါက်ပေါ်သွားတယ်ဆိုတာဘသူကမှငင်းလို့မရနိုင်ဘူးဘာလို့လဲဆိုတော့မဟာမြမုနီသမိုင်းမဟာမြမုနီရဲ့တကားတော့စန္ဒသူရိယမင်း ီမင်းလက်ထက်ကမှစပြီးတော့မဟာမြတ်မုနိရုပ်ပေါ်တော်ကိုသွတ်လုပ်တယ်ပြီးတော့ကြံလေးအရာတွေနဲ့မဟာကြံဖရာတွေကိုသွတ်လုပ်ခဲ့တယ်ပြီးတော့မှဖရာကိုပူဇော်တဲ့အနေနဲ့နန္တာကရမအမွေဒီမွေးကြိုင်တဲ့တေဦးတေဖူးတွေနဲ့ရေပဖျားပြီးတော့ ဖယားကိုရေတပ်ပေလို့အပီးဂျန်နေအရာကဘယင်ကဘယင်မကိုအမွေနန္တရင်နဲ့ပတ်တယ်ဘယင်မကဘယင်ကိုအမွေနန္တရင်နဲ့ပတ်တယ်ပြီးတော့မူမသေနာပတိပြီးတော့မှဒီပြည်သူလူထုကိုရေပတ်တယ်အမွေနန္တရင်နဲ့ပတ်တယ်ဒီအရာကနေပြီးတော့တစားတစားနဲ့စဉ်းစားလာလိုက်တာ အတာနှစ်ခုတကြံကရခိုင်တို့ရဲ့မဟာမြတ်မှုနိဖယားကြီးတော်လို့တဲ့ဖယားသမိုင်းလေးမှာဆိုရင်ဖတ်ရှုလို့ပြောပြမယ်ဆိုရင်တထောင်းတညာပုံပြေလောက်တောင်ခြေလောက်တည်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဆိုတော့စစ်ကောင်စီထိုင်းရှုံးစေဖြစ်တဲ့ရခိုင်သုံးမျိုးမှာတကြံပွေကျင်းပါဖို့စစ်ကောင်စီကပြင်ဆင်မှုဟန်တဘောကိုပြုလုပ်တယ်ဆိုတဲ့တဲ့ စစ်ကောင်စီထိန်းချုပ်ထားစေဖြစ်တဲ့ရခိုင်ကမြို့သုံးမြို့မှာကြကြံပွဲတော်ကျင်းပဖို့စစ်ကောင်စီကပြင်ဆင်နေမှုဟာဟန်သဘောပြုလုပ်တာသာဖြစ်နိုင်တယ်လို့ဒေသခံတွေကသုံးသပ်ပြောဆိုနေကြတာရှိတယ်။ရခိုင်မှာနေမြေတည်ငြိမ်မှုကိုပြသဖို့ဟန်သဘောပြုလုပ်တာနဲ့ပြုလုပ်တဲ့သဘောဖြစ်နိုင်တယ်လို့ရခိုင်ပြည်ကြောင်းသားသမက ရေဘော်ဟောင်းကိုတန်းနိုင်ကပြောကြားလိုက်တယ်။စစ်ကောင်စီက သူတို့ထိန်းချုပ်ထားတဲ့ဒေသမှာတည်ငြိမ်နေတယ်လောဝါအေးချမ်းနေတယ်အခုချိန်ကြီးပျော်ပွေးချုံပွေးတွေကျင်းပနေသေးတယ်ဆိုတာကိုနိုင်ငံရဲ့အရာချပြချင်တဲ့သဘောပဲဖြစ်တယ်ဟန်ပြသဘောပြုလုပ်တာလို့မြင်နေလို့သူကပြောထားတယ်စစ်ကောင်စီထိန်းချုပ်ထားစေဖြစ်တဲ့ရခိုင်ကစစ်ပွေကြောက်ဖြူနဲ့မန်အောင်မျိုးတို့မှာတကြံပွေးကို စီကားစွာကျင်းပနိုင်ဖို့စစ်ကောင်စီကစားတင်ပြီးတော့ပြင်ဆင်နေတယ် ရခိုင်ပြည်အရင်နဲ့စီးရဲအခြေအနေကိုလေးလသုံးသပ်ပြီးကိုစင်မျိုးကလည်းအဲ့ဒီလိုမျိုးသုံးသပ်ထားတယ်ပုံမိနေတဲ့ဒေသခံတွေဟာစားဝတ်နေကြတည်နေပြီးအသက်အန္တရာယ်စိုးရိမ်နေရတဲ့ပြင်နေစဉ်ရဆတ်ဆိုသလိုလက်နက်ကြီးတွေပြကတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အဲ့ဒီပျော်ပွေးရှင်ပွေးတွေကိုစိတ်ဝင်စားမှမဟုတ်ဘူးလို့လည်းသူကပြောထားတယ်ဒါအမှန်ပဲဘာလို့လဲဆိုတော့လူတိုင်းက မပြောချွင်မင်းနဲ့မနေဘူးနှစ်ကုန်တာလေ365ရက်ကုန်လို့ပြီးမှတနစ်တာကာလကိုဖြတ်တန်းဖို့အတွက်မိမိတို့ရဲ့အငင်းအကျေးတွေကိုစွန့်ပစ်တဲ့အနေနဲ့ဖရာကြောက်ကံတော်ပြီးတော့ဖရာရေတပ်ပေတယ်ကောင်းမှုကုသိုလ်တွေလုပ်တယ်ပြီးတော့မှတယောက်ကိုတယောက်ရေပတ်ဖြန်းပြီးတော့နှင်းဟောင်းကအငင်းအကျေးကိုနှစ်သိက်ကိုပါမတော့အောင်ဆိုတဲ့ဆန္ဒပြုရင်းနဲ့ တဏိတကာလကိုဖြတ်တမ်းဖို့အတွက်လာမင်းမြင့်တက်ကိုကြိုတဲ့အနေနဲ့အတာတကြဆိုတာဖြစ်ပေါ်လာတာဖြစ်တဲ့အတွက်လက်ရှိအနေထားမှာစစ်ကောင်စီကငါတို့အုပ်ချုပ်မှုစီဖြစ်တဲ့စစ်တွေကြောက်ဖြူမအောင်ဒီသုံးမျိုးမှာစီစီကားကားပွေလန်းသမင်းတွေတော့ချားနိုင်နေတယ်ဒါကအေးချနေပါတယ်ဆိုပြီးတော့ကဘာကိုချားပြပြီးရွေးကောက်ပွေလုံဖို့အတွက်ခြေလန့်တင်နေတာဖြစ်တယ်ဆိုတော့ရခိုင်ပြည်သူ လူထုတွေရဲ့ ်ဆန္ဒကဘာတွေဖြစ်ပေါ်နေတယ်လေဘာတွေဖြစ်ပေါ်နေတယ်လေရခိုင်တမျိုးသားလုံးလွန်မြောက်ရေးအောင်ပွဲကလွေပြီးတော့ပျော်ပွေ့ရှင်ပွေစိတ်ဝင်စားနိုင်မှာမဟုတ်ဘူးဆိုပြီးတော့သတင်းဆောင်ပါကတတ်ထားတယ်နော်စစ်မပฏิပခပြင်းထန်နေတဲ့ရခိုင်မှာရခိုင်တမျိုးသားလုံးလိုလားတောင်းတနေတဲ့အမျိုးသားလွန်မြောက်ရေးအောင်ပွဲကလွေပြီးဘာပျော်ပွေ့ရှင်ပွေကိုမှ ပြည်သူတွေကစိတ်ဝင်စားနိုင်မှာမဟုတ်ဘူးလို့ရခိုင်နိုင်ငံရေးသမားတွေကထောက်ပြပြီးတော့ပြောဆိုလိုက်တယ်။ကျောက်တော်မျိုးတွေကပြည်သူလွတ်တော်ကိုယ်စားလှယ်ဟောင်းဦးဦးထွန်းဝင်းကအဓိကကျွန်တော်တို့မှာပွေးဆိုလို့ကျွန်တော်တို့တမျိုးသားလုံးကျင်းပချင်တာဘာပွေးလေးဆိုတာကိုမေ့ရင်တော့ကျွန်တော်တို့တမျိုးသားလုံးလွတ်မြောက်တဲ့နှီးပေါင်းများစွာဆုံးရှုံးသွားတဲ့ကျွန်တော်တို့အမျိုးသားရဲ့အောင်ပွဲပဲဒီပွေးဟာကျွန်တော်တို့တမျိုးသားလုံး အနည်းနည်းအလားအလားကနေတောင်းတမျောလင်းလာတဲ့ပွေဖြစ်တဲ့ဒီပွေကိုကျင်းပနိုင်ဖို့ဟာကကျွန်တော်တို့တမျိုးသားလုံးရီမှန်းနေတဲ့ကာလစိတ်ဝင်စားနေကြတဲ့ကာလဒီဟာကိုဖြတ်ကျော်ပြီးမှတခြားပွေလန်းသမင်တွေကိုကျင်းပနိုင်မယ်လို့ကျွန်တော်တို့မျောလင်းနေလို့ပြောဆိုထားတယ်လက်ရှိရခိုင်ပြည်အတွင်းဘာသာရေးပွေတော်ယဉ်ကျေးမှုပွေတော်နဲ့အမျိုးသားရေးအရာထူးခြားတဲ့ မေထုနေမြတွေမှာကျင်းပတဲ့ချီတဲ့ပွေတော်တွေကိုလေတိုက်ပွေကာလဖြစ်တဲ့အတွက်မကျင်းပနိုင်သလိုလာမေတကူလာအတွင်းကြားရောက်လာမေတကြံပွေတော်ကိုလေစီကားတိုက်မြိုက်စွာကျင်းပနိုင်မှာမဟုတ်ဘူးလို့သူကထုတ်ပေါ်ပြောဆိုထားတယ်။လက်ရှိမှာရခိုင်ပြည်ကမြို့နယ်ဆေးလေးခုကိုအရဟတတော်အေကအပိသသိမ့်ပိုက်ထိန်းချုပ်ထားပြီးဖြစ်ပေမဲ့ ဘာသာရေးဆိုင်ရာပွဲတော်တွေယဉ်ကျေးမှုဓလေ့ထုံးတမ်းစင်လာပျော်ချွင်မွေးတွေကိုကျင်းပနိုင်တာမရှိသေးပါဘူးနှိစယ်လူပေါင်းတောင်းနဲ့ချီပါဝင်ဆင်နွေးလေးရှိတဲ့အဲ့ဒီပွဲတော်ကိုမကျင်းပနိုင်သေးတာဟာလူစုလူဝေးပြုလုပ်တဲ့နေရာတွေကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျေးတိုက်ခိုင်းနေမှုဓာရီကြောင်းဖြစ်တယ်လို့ရခိုင်လူတွေကိုငြိမ်းချအောင်ကပြောဆိုထားတယ်လက်ရှိ ပဒီပခဒေတာတွေမှာလုံခြုံရေးအရာစိုးရိမ်စရာတွေများစွာရှိနေတဲ့အတွက်ပြည်သူတွေအနေနဲ့ပွေးတော်တွေကိုစီစီကားကားကျင်းပဖို့အခက်အခဲများစွာရှိပါတယ်ပဒီပခတွေအဆုံးသတ်တော်ဖို့ငြိမ်းချရေးတည်ဆောက်နိုင်မှာပဲပွေးတော်များကိုပြန်လည်စီစီကားကားကျင်းပနိုင်မှာဖြစ်တယ်လို့ပြောဆိုထားတယ်လက်ရှိကာလဟာကိုအသက်အန္တရာယ်ဘေးကင်းရေးတာအရေးကြီးတဲ့အတွက် တော်လန်ရေးပြီးတဲ့အချိန်မှာလွတ်လပ်စွာပျော်ပါကြဖို့ကိုလေရခိုင်ဒေသခံမမေကြီးကတိုက်တွန်းပြောဆိုထားတာဖြစ်တဲ့စည်ရဲကာလမှာကြကြံလို့မဟုတ်ဘူးဘေပွေးတော်ကမှမကျင်းပါသင့်တဲ့အခြေအနေပါပြည်သူလုံခြုံရေးကအရေးကြီးပါတယ်ပွေးတော်ပြုလုပ်ဖို့အရေးမကြီးဘူးတခုခုထိခိုက်နေတာဆုံးရှုံးသွားရင်မကောင်းဘူးအားလုံးလေကြောင်းအန်ရီကဂယူဆိုင်ရမယ် မိုင်းမချင်းရသေးတဲ့နေမျိုးတွေကိုမတော်ပါနဲ့မူလင်းတာနဲ့အိမ်ခြေကဖြတ်တော်တဲ့လူတွေကိုရေလောင်းပြီးတော့တကြံကြာကြပါတော်လည်းရေးပြီးရင်လွန်လည်းရေးအရာတာကိုအပြေဝခံစားပြီးတော့ပျော်ကြမယ်လို့ပြောထားတယ်ရခိုင်လူမျိုးတွေဟာယဉ်ကျေးမှုအမွေအနှစ်တွေပေါ်ကျွေဝါတဲ့လူမျိုးတို့မျိုးဖြစ်တာနဲ့အညီရိုးရာယဉ်ကျေးမှုပွေလန်းသမင်တွေကလည်းပေါ်ကျွေဝါပါတယ်ဒါရိုးရိုးရှင်းရှင်းလေးပါပဲ။ ဒီတော့အတားတကြားဆိုတာကလည်းရခိုင်ကစင်တတ်တွေပွေးတော်တခုဖြစ်တဲ့အတွက်နော်ယခုလက်ရှိအနေအထားမှာဘာတွေဖြစ်နေသလဲဆိုတာကိုရခိုင်ပြည်သူလူထုအသီးဆုံးဖြစ်တဲ့အတွက်မယောင်ရာစီလူနေတဲ့စစ်ကောင်စီတို့အယိုးအရင်ကြရတဲ့စစ်ကောင်စီရဲ့လက်ပစေလက်ကင်တို့တွေရဲ့လုံဆောင်မှုလုံရတဲ့ကယခု စစ်ကောင်စီထိန်းချုပ်ထားစေဖြစ်တဲ့စစ်တွေမအောင်ကြောက်ကျူဒီဒေသတွေမှာစီစီကားကတိုက်တမ်းမြိုင်မြိုင်တကြံပွေတော်ကိုကျင်းပဖို့လုပ်တယ်ဆိုတာဒါနိုင်ငံရေးကစားကွက်တစ်ခုဖြစ်တယ်ဆိုတာကိုထင်ထင်ပေါ်ပေါ်သိရလေအောင်ကျွန်တော်အနေနဲ့ဧပြီလစစ်တုံးရမှာ2025ကြားလာမယ်နှစ်သစ်ကြာမှာကျွန်တော်တို့တွေ ထိန်ထိန်သိမ့်သိမ့်နဲ့အသက်ကိုညံဆောင်နေဥစ္စာကိုကန်ဆောင်နေဆိုသလိုပဲထိန်ထိန်သိမ့်သိမ့်နဲ့မိမိတို့ကြီးမန်းချပန်းနိုင်ကိုမရောက်သမျှပျော်ရွှင်မှုတွေကိုရင်ပါတိမှာသိမ့်ပြီးမိမိတို့လောလောဆောပျော်ပါဖို့အတွက်ပန်းနိုင်ခရီးကိုဆုံးခန်းတိုင်အောင်ခြောက်ကြပါစို့လို့ပြောရင်းဒီဗီဒီယိုဖိုင်ကိုဒီနားမှာပဲနှီးကုန်းရှုပ်အဆုံးသတ်ပါတယ် ုတ်ကဲ့ပါဒီဗီဒီယိုဘိုင်ကိုကြည့်ကျူးနေကြတဲ့မိဖပြည်သူများစိတ်အီးရှမ်းသာခြင်းကိုဤကျမ်းမာခြင်းအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အားလုံးရှင်လန်းချမ်းမြေကြပါစေဗီဒီယိုဘိုင်မှာအမားတစုံတရာရှိခဲ့တယ်ဆိုရင်လည်းခွင်လွှတ်နားလေပေးကြပါလို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံဂါရဝပြုအပ်ပါတယ်ဟုတ်ကဲ့ပါ Bye bye.